တောင်ပြိုမှာယာယီကယ်ဆယ်ထားတဲ့လှစင်းပင်ဃာလီခီးတဲ့တွေတဲကရခိုင်ပြည်နယ်မြို့နယ်ရှိခုကပင်ဃာလီတွေကိုပြန်လည်ပို့ဆောင်ခဲ့ပြီးတဲ့နောက်မောင်းတော်မြို့နယ်ကပင်ဃာလီ106ဦးကိုဇွန်လ22ရက်နေ့က၎င်းတို့ရဲ့နေရပ်ကိုပြန်ပို့လိုက်ပြီးဖြစ်တယ်လို့သိရပါဗျ။တောင်ပြိုလက်ဝဲမြို့ပေါ်ယာယီစခန်းတစ်ခုကဘင်္ဂါလီလှေစီးခီးတဲ့တွေက မောင်တော်မြို့နယ်အတွင်းနေထိုင်သူ106ဦးကိုဇွန်လ22ရက်နေ့နနက်4:40မိနစ်အချိန်ခန့်ကမော်တော်ကားတွေနဲ့၎င်းတို့နေထိုင်ရာကျေးရွာတွေရဲကြီးအုပ်ချုပ်ရေးမှုတွေထံကိုအနှံ့ပို့ဆောင်ခဲ့တယ်လို့တောင်ပြူမြို့နယ်လာဝကကသိရပါဗျ။အဲ့106ဦးတို့ဟာမောင်တော်မြို့ပေါ်ရက်ကွက်ကအမျိုးသား2ဦးအမျိုးသမီး2ဦးမောင်တော်တောင်ပိုင်းနေအမျိုးသား38ဦးအမျိုးသမီး41ဦးနဲ့မောင်တော်မြောက်ပိုင်းနေ အမျိုးသား16ဦးအမျိုးသမီး9ဦးစုစုပေါင်းကလေးလူကြီး106ဦးပါဝင်ပြီး၎င်းတို့ကိုတပ်ဆိုင်ရာကြေးရွာတွေကိုလွှဲအပ်နိုင်ဖို့လုံခြုံရေးအဖွဲ့တွေနဲ့ပို့ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ရခိုင်ပြည်နယ်မောင်တော့ခရိုင်တောင်ပြိုလက်ဝဲမြို့နယ်ကိုရောက်ရှိနေတဲ့မြန်မာနိုင်ငံသားလို့ဆိုတဲ့လှေစည်းပင်ကလေး189ဦးကိုမြို့နယ်ကြေးရွာအစင်စီစဲမှုတွေပြုလုပ်ခဲ့ပြီးနောက်ဇွန်လ20ရက်နေ့ကပင်ကလေး81ဦးကို၎င်းတို့နေထိုင်ရာမြို့နယ်အသီးသီးကိုပို့ဆောင်ခဲ့ပြီးဖြစ်တယ်လို့မောင်တော့ခရိုင်လာဝကကသိရပါဗျ။ မြန်မာနိုင်ငံကားလို့ဆိုတဲ့ဘင်္ဂါလီ189ဦးဟာမေလ29ရက်နေ့က AR တိုင်းဒေသကြီးအတွင်းကနေကယ်ဆယ်ခဲ့တဲ့ဘင်္ဂါလီလေစီးဒုက္ခသည်900ကျော်ထဲမှာပါဝင်သူတွေဖြစ်ပြီးသူတို့ထွက်ဆိုတဲ့ခြေရွာတွေမှာနေထိုင်ခဲ့ခြင်းရှိမရှိကိုအသေးစိတ်စစ်ဆေးခဲ့ပြီးမှန်ကန်တဲ့အတွက်သူတို့နေထိုင်ခဲ့တဲ့ခြေရွာတွေကိုပြန်လည်လွှဲပြောင်းပို့ဆောင်တာဖြစ်တယ်လို့သိရပါဗျာ။ လက်ရှိမှာတော့မြန်မာနိုင်ငံကပါဝင်ခဲ့သူဘင်္ဂလီ189ဦးကိုသူတို့ရဲ့ကြေရာရေးစီကိုပြန်လည်ပို့ဆောင်နေပြီဖြစ်ပေမဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဘင်္ဂလီ946ဦးကိုတော့တဦးတရကိုမှပြန်လည်ပို့ဆောင်ခြင်းမရှိသေးဘူးလို့သိရပါဗျ။